ညနေခင်းမှာဆန်းဆက်ကြည့်ရင်လေးလေးတဖြူးဖြူးနဲ့လဲဘားထိုင်ခြင်းနဲ့ကျက်စလဝက်စလတပွဲဦးမှာ6000-9000ကျပ်ပဲပေးရတယ်။ထိုင်လို့အရန်ကောင်းတဲ့ဆိုင်လေးကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ Greece ခေါ်သွားမဲ့နေရာလေးကတော့ Natural Cascade Hotel အပေါ်က Rooftop Bar လေးပဲဖြစ်ပါတယ်ရှင်။တောင်ဥကလာပါမြို့နယ်လေးရက်ကွက်သဒ္ဒါလမ်းမပေါ်မှာပဲဖြစ်ပါတယ်ရှင်။မှတ်တိုင်နဲ့ဆိုရင်တော့ပြန်မစုံမှတ်တိုင်နဲ့ပါရမီမှတ်တိုင်ကြားမှာပဲဖြစ်ပါတယ်။ဓလီကမှကိုယ့်ကိုနှိပ်ပြီးတက်လာတာနဲ့ Natural Cascade Bar ကိုရောက်မှာပဲဖြစ်ပါတယ်ရှင်။ Greece သူငယ်ချင်းနှစ်ယောက်ကဆန်းဆက်ကြည့်ပြီးဘီယာတောက်ဝရအောင်ကြိုက်တဲ့သူတွေမလို့ဒီ bar ုံရွေးချယ်လိုက်တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီမှာဆိုရင် natural cascade beer ကတစ်ခွက်ကို2000ပဲပေးရတာမလို့အဝါတောက်အမုန်းတောက်မှာဘလောက်မှမကြတာမလို့ Crystal ကဒီဘားလေးကိုရွေးချယ်ပြီးလာထိုင်ဖြစ်တာပါ beer နဲ့မကောက်အစားတောက်ကလည်းဈေးချိုတယ်အစားတောက်တွေကိုဈေးချိုချိုတတနဲ့ budget ဆစ်ဖြစ်အောင်ရောင်းချပေးတာမလို့ဒီမှာလာလို့ရှိရင်အဝါတောက်အဝါစားမှာဘလောက်မှမကြတာမလို့မကြမကြလာထိုင်ဖြစ်ပါတယ်မူကထစားဖို့အတွက်ဆိုရင်လည်းအရွက်တွေဆို900ရာနေစားတယ်အသားတွေဆို3000 3500နေပဲစားတာမလို့ budget ဆစ်ဖြစ်တယ်ဘလောက်စားစား ဘလောင်မမကြဘဲနဲ့အဝစားလို့ရတယ်အဝတောက်လို့ရတဲ့ဆိုင်လေးပါနောက်တစ်ခုကောင်းတာတစ်ခုကလေလီတဖြူဖြူတိုက်ခတ်နေတာဆိုတော့အညော်နဲ့မရှိဘူးအညော်နဲ့မစွဲဘူးဂရိဆိုအင်ကြီးတွေမှာမုကထစားလို့အညော်နဲ့စွဲနေမှာဘာညာစိုးရင်စရာမလို့ဘူးအဲ့တော့ဇုံနွဲတွေအတွက်လည်းကောင်းတယ်တငယ်ချင်းတွေအုပ်စုလိုက်ပဲလာလာဇုံနွဲတွေပဲလာလာလီတဖြူဖြူနဲ့အရန်ထိုင်လို့ကောင်းတယ်မုကထလည်းစားလို့ကောင်းပါတယ်အရသာလည်းကောင်းတယ်လို့ပါတဲ့ပိုရှင်ကလည်းတော်တော်လေးများတယ်အသားတစ်ပွဲတစ်ပွဲမှာဆိုလဲပိုရှင်အများကြီးပါတယ်အရွက်တစ်ပွဲမှာဆိုလဲပိုရှင်အများကြီးပါတာကိုတွေ့ရပါတယ်ဆိုတော့ budget တော်လေးကိုဆေးဖြစ်ပြီးတော့ price to performance ဖြစ်တဲ့ဆိုင်လေးလို့ပြောရပါမယ်ရှင်။မုကထရဲ့အတက်ကအချင်းမဲလေးဒီဆိုင်ကအချင်းရအချင်းချင်းဆက်ဆက်လေးဖြောထားပြီးတာမကြီးသေးမှတ်ကိုတုံးပြီးတော့ငရုတ်သေးသေးနဲ့ဆက်ဆက်လေးဖြောထားပြီးတဲ့ချင်းဆက်လေးအဲ့တော့မုကထနဲ့တွဲတွဲပြီးတော့စာအရန်စာကောင်းတော့ထိမိနေရောမုကထဟင်းရတော့ grace ကထုံးစံအတိုင်းပဲတုံရမ်းမဲယူလိုက်တယ်မာလာနဲ့လည်းယူလို့ရပါတယ်။ဟင်းရလည်းတတော်ကိုတောက်လို့ကောင်းပါတယ်။မုကထစားနေနေတဲ့ဆက်ဆက်လက်ဝက်ဆက်လက်လေးလည်းစားချင်လာတာနဲ့ဆက်ဆက်လက်တပွဲဝက်ဆက်လက်တပွဲမှလိုက်ပါတယ်ရှင်။ ကျဆလက်ကတပွဲကို6000ပဲပေးရပြီးတော့ဝက်ဆလက်ကတပွဲကို8000ပဲပေးရပါတယ်။ပါတဲ့ပိုရှင်ကတော်တော်ကိုများတာမလို့တော်တော်ကိုတန်တယ်လို့ပြောရပါမယ်။စောနာကမုခထားတွေစားထားတာနဲ့အများကြီးမစားနိုင်တော့တာမလို့ကျဆလက်တပွဲဝက်ဆလက်တပွဲပဲမှားလိုက်တာပါ။ကျဆလက်ဝက်ဆလက်ကတပွဲချင်းလဲရတယ်လို့ဘူဖေးလဲရပါတယ်။ကျဆလက်ဝက်ဆလက်ကိုဘူဖေးစားမယ်ဆိုရင်တော့2000 3000 2500ပါ။ cheese ကတော့တပွဲကို3000မှာပစွန်ကတပွဲကို6000ပဲပေးရပါတယ်ရှင်ဒီတစ်ခေါက်ကတော့မူကထစားပြီးမှကျဆလက်ဝက်ဆလက်မာစားတာမလို့တပွဲက ျင်းစီပင်မာစာဖြစ်ပါတယ်နောက်တစ်ခေါက်လာရင်တော့ကျက်ဆလက်ဘူဖေးဝက်ဆလက်ဘူဖေးကိုမာစာမှာပါသူ့ရဲ့ကျက်ဆလက်ဝက်ဆလက်ကလေကြက်သားဆိုလဲကြက်သားအသားကောင်ဝက်သားဆိုလဲဝက်သားအသားကောင်ကိုတုံးပေးထားတယ်ပြီးတော့ပပလွလွလေးရေမဟုတ်ပဲနဲ့အတုံးကြီးကြီးထုထု air stone ကြီးတွေအဲ့ဒါကိုမှအရာသာကိုတဲချာတဲချာလေးနဲနှက်ပေးထားတာဖြစ်လို့အထဲထိအရာသာဝင်နေပြီးတော့กินလိုက်တာနဲ့တအားကိုထိမိမှွေးပြန့်စားကောင်းတော့ grace ကတော့တောက်လိုက်စားလိုက်နဲ့အရန်ကိုစားကောင်းနေရမလို့အသားနှစ်ပန်းထပ်မှလိုက်ပါတယ်အားတုံးကြီးတွေဖြစ်တာမလို့မီးအေးအေးလေးနဲ့ကြက်ကြာလေးက 他吧，没信。 ခရစ်တိုဘေးဝိုင်းနေမှာလေဝက်ဆာတီစားညာသူလို့ခရစ်လည်းသဘောကျလို့မဆားခဲ့ပါဗါးဝက်ဆာတီရလေချွချုံမွမွေးပူပူလေးဝက်သားကိုအစီအသားရောနေတဲ့ဟာကိုတုံးထားပြီးတော့ spice တင်နဲ့နေထားတယ်မီးသွေးအေးအေးလေးနဲ့กินထားပေးတာဖြစ်လို့အပြင်သားကကျွတ်ကျွတ်လေးမီးသွေးနဲ့မွမွေးလေးနဲ့အတွင်းသားအီအီလေးတော်တော်လေးစားလို့ကောင်းပါတယ်စားလို့ကောင်းတယ်လို့ထိုင်လို့လည်းကောင်းပါတယ်သူကလေတချင်းအေးအေးလေးဖွင့်ထားပေးတာမလို့တချင်းအေးအေးလေးနဲ့အတွင်းနဲ့ချက်လို့ရတယ်စကားပြောလို့ရှင်လေတချင်းတန်အေးအေးလေးဖွင့်ထားပေးတာမလို့စကားတွေပြောလို့ရတယ်အရင် န်းကြီးစုညံမနေပဲနဲ့ကို့ဝိုင်းနဲ့ကို easy ချေးလို့ရတဲ့ vibe ပေါ့နော်ဆိုတော့ထိုင်းလို့ကောင်းတဲ့ဘားလေးပါ Pro Grace ကတော့ဆက်ပြီးတော့စားလိုက်တောက်လိုက်ပါအောင်မယ်ရှင် Grace ဒီနေ့သွားခဲ့တဲ့ဘားလေးကတော့ Natural Cascade Hotel အပေါ်က rooftop ဘားလေးပဲဖြစ်ပါတယ်ရှင်တောင်ကလာပါမျိုးနဲ့၄ရက်ကွက်သဒ္ဒါလမ်းမပေါ်ပါပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်အားလုံးပဲတတ